မင်္ဂလာပါရှင်ရှဲဂိုမီဒီယာကကြိုဆိုပါတယ်မိုးနယ်မြို့နယ်နိုင်2025ခုနှစ်မိုးရသည်စုပေါင်းတပင်းဆိုင်ပြွေးခြင်းပါတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင် ရှမ်းပြည်နယ်တောင်ပိုင်းလင်းခေခရိုင်မိုးနယ်မြို့နယ်တစ်တော်ဦးစီးဌာန၏စီစဉ်မှုဖြင့်2025ခုနှစ်မိုးရသည့်စုပေါင်းတပင်းဆိုင်ပြိုပွဲကိုယနေ့နယ်ရှင်နာရဲ့အချိန်ကနားခင်ကြီးရွာအုပ်စုဝန်ကြီးကြီးရွာစက်တော်ဘီမဲတော်နေရာ၌ကျင်းပပြုလုပ်ရာအခမ်းအနားသို့မြို့နယ်ဩဝါဒစရိယာတိုမိုဖုံးတော်ကြီးတင်ပညာရေးကျောင်းတိုက်ဆရာတော်ဗက်တန်တာမာဂိန်တာလင်းခေခရိုင်တစ်တော်ဦးစီးမှုဦးဝင်ဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းမြင့်နဲ့အဖွဲ့ဝင်များမြို့နယ်စေဌာနဆိုင်ရာတာဝန်ရှိသူများလူမှုရေးအသံအဖွဲ့များနဲ့ကြေးရွာနေတိုင်းရင်းသားပြည်သူများအင်အားတရာကျော်တက်ရောက်ခဲ့ကြပါသည် ဥစွာမြို့နယ်စီမံအုပ်ချုပ်ရေးဘွဲ့ဥက္ကဋ္ဌဦးဝင်းမြင့်ကအဖွဲ့အမှားစကားပြောကြပြီးတာဝန်ရှိသူများကတစ်ပင်ဆိုင်ပွဲတော်သို့တက်ရောက်လာကြသောမြို့နယ်ဩဝါဒစရိယဆရာတော်မြို့နယ်စင်ဌာနဆိုင်ရာများနဲ့ပြည်သူများကိုစိုက်ပျိုးမီပြိုပင်များလွှဲပြောင်းပေးအပ်ခဲ့ကြပါသည် ထို့နောက်တက်ရောက်လာကြသောအင်အားတရားစောတို့ကမေဇလီလေးရပဲစိမ်မန်းနီနေရပဲစိမ်မန်းပြာနေရပဲမြောက်ငို300ပင်နဲ့ရေတမတရားပင်စွစုပေါင်းပြိုပင်1200ပင်ကိုတပြိုတပါးစိုက်ပြိုပေးခဲ့ကြပါတယ် မုံနယ်မြို့နယ်တစ်တော်ဦးစီးဌာနအနေဖြင့်မြို့မှာပြိုးရင်နဲ့နားခံပြိုးရင်တို့တွင်မိုးရာသီဆိုင်ပြိုးရန်အတွက်အရေးရသည့်ပင်ပြိုးပင်ပေါင်း25000ကျော်စိုက်ပျိုးထားရှိကြောင်းသိရပြီးအဆိုပါပြိုးပင်များကိုစုပေါင်းတစ်ပင်စိုက်ပျိုးပွဲများကျင်းပခြင်းအပြင်လမ်းဘေးဝယ်ရာဆင်းလန်းစုပြေးရေးအတွက်စိုက်ပျိုးခြင်းလူထုပြန်စိုက်ပျိုးခြင်းများဆောင်ရွက်လျက်ရှိကြောင်းမြို့နယ်တစ်တော်ဦးစီးမိုးဦးကျော်အောင်ထံမှသိရှိရပါတယ်ရှင်